လို့ရှိရင်စစ်တပ်ကနေပြီးတော့မှချမ်းပြေအလဲပိုင်းကရွာပေါင်းများစွာကိုအတဲအဒမရွှေ့ပြောင်းခိုင်းတဲ့အပြင်ပြက်ဆက်ကြမ်းကြုတ်မှုတွေအဆုလိုက်အပြုံလိုက်တက်ဖြတ်မှုတွေမတိမ်မှုတွေအဲ့လိုရွာတူရသားတွေကလည်းမတတ်နိုင်တဲ့အဆုံးเนาะအကုန်လုံးပိုးပြစ်အိမ်ပြစ်လဲရာတွေပြစ်ပြီးတော့မှဖက်ပြေးကြရတယ်ထိုင်းမြန်မာနယ်စအထိရောက်လာတာပေါ့ နဲ့စတဲ့တမရောက်နေလာတဲ့လူတွေပေါ့အဲ့ဒါလဲစေတနာဝန်ထမ်းအနေနဲ့စာပေရင်ကျိမှုထိမ့်ထိမ့်တဲ့အနေနဲ့လဲအဲလုပ်တယ်ပြီးလို့ရှိရင်ရှမ်းစာအုပ်တော့ဖတ်စာအုပ်တွေလည်းထုတ်ပေးတယ်အဲပြီးလို့ရှိရင်တော့ဒီကိုရေးချမရေးအစเนาะ HIV နဲ့ပတ်သက်တဲ့ယောဂတွေပြန်ပွားတဲ့အချိန်ဆိုတော့အဲရရပိုစတာလေးတွေစာဆောင်လေးတွေတောင်းပြီးတော့ဖြန့်ဝေပေးတယ်အဲ့ဒါနဲ့စက်တေတာမှာလှူရှာတဲ့အမျိုးသမီးထုပေါ့ 1996မတ်လ28ရက်နေ့မှာအားလုံးသဘောတူပြီးတော့မှရှန်အမျိုးသမီးရေးရာဆက်တွယ်လှူရှာဆောင်ရွက်ရေးအသင်းစွမ်းဆိုပြီးတော့မှဖွဲ့စည်းလိုက်ပါတယ်အဖွဲ့အစည်းရဲ့တင်ကြေတာကြတော့တိုင်းကနေတဲ့ဂိမ်းဒီဘိုးအတိမပြုခဲ့ပါတယ်ထိုင်းနိုင်ငံမှာလည်းပဲဒီရှမ်းအမျိုးသမီးတွေပဲအလုပ်လုပ်နေတာရှိတယ်ဒီသတိပုဂ္ဂလတွေလည်းရှိခဲ့တယ်ပေါ့နော် ဆိုတော့အဲ့ဒါလေးကိုစုစည်းပြီးတော့မှဖွဲ့စည်းတင်နေပေါ့လေနော် idea နေရာ data နဲ့ action တွေယူနေကြတာရှိတယ်အဲ့မှာကျမရေး action တော့ပညာရေး action နောက်ပြီးတော့မှဒီဒီထပ်ပြေးလာတဲ့ဒုက္ခတွေတွေကိုကူညီပေးတဲ့ action အစသဖြင့်ပေါ့နော်အဲ့ဒီ action တွေအားလုံးကိုပေါင်းပြီးတော့မှ Shaw Women's Action Network ဆိုပြီးတော့မှလာစုလိုက်တဲ့ပုံရှိတယ်။ဆိုအဲ့လိုမျိုးစုလိုက်လို့ရှိရင်ပို့ပြီးတော့မှအင်အားကောင်းမယ်ဒီမှန်းချက်တွေလို့ပေါ့ပေါ့နော်ပါဝါ အဲ့ဒါသူမလွယ်လွယ်ကူကူမှတ်ရလို့ရတာပေါ့နော်သူကအဲ့လိုစူးစီးလိုက်ပြီးနောက်ပိုင်းမှာပို့ပြီးတော့မှတီးရောက်ပို့ပြီးလုပ်နိုင်ခဲ့တာပေါ့ပါဝါကိုစုပ်ကန်ပြီးတော့လုပ်ငန်းစဉ်ကြီးသုံးတုံးခုအောက်မှာလှုပ်ရှားနေတာတွေရှိတယ်ပေါ့နော်ဒီလုပ်ငန်းစဉ်ကြီးသုံးခုကကြတော့ဒီပညာရေးလုပ်ငန်းစဉ်ရှိမယ်ပြီးတော့ဒီအမျိုးသမီးစွမ်းရည်မြင့်တင်ပေးတဲ့လုပ်ငန်းစဉ်ရှိတယ်ပြီးတော့ဒီအမျိုးသမီးကျန်းမာပျော်ရွှင်လုပ်ငန်းစဉ်ဆိုတဲ့တစ်ခုရှိတယ်ပေါ့ 2009ခုနှစ်တုန်းကဒီကျမတို့ဒီပညာရေးလုပ်ငန်းစဉ်ကိုစနစ်တကျလေးတည်ထောင်လာနိုင်ခဲ့တယ်ပေါ့နော်။မြို့သမီးဆိုရင်မြင့်တင်ရေလုံငန်းစဉ်ကတော့ဒီရှမ်းလူထုအတိုင်းဝိုင်းမှာရှိတဲ့အမျိုးသမီးတွေကိုစွန့်ရင်မြင့်တင်ပေးပြီးတော့ဒီခန်းကဏ္ဍအတ္တီပေါ့နော်ဒီလုံငန်းစဉ်အစဉ်စိတ်မှာမြို့သမီးတွေပို့ပြီးတော့အဝေးနိုင်ဖို့အတွက်နဲ့အစဉ်အတိုင်းမှာစွန့်ပြချက်ချနိုင်ဖို့အတွက်အဲဒီရေရေရွာရေးမှာလည်းဒီကောင်းဆောင် မှုအပိုင်းမှာပို့ပြီးတော့ပါဝင်နိုင်ဖို့အတွက်ကျမတို့ရည်ရွယ်ပြီးတော့ဒီဆွေးနွေးမြင့်တင်ပေးတာတွေတောက်လျှောက်လှုပ်လာနေတယ်ပေါ့နော်ဒီအမျိုးသမီးတွေကကန္တာအတ္တိမာတွေရောအဆင့်အတ္တိမာပါဝင်နိုင်မှပဲကျမတို့လိုချင်တဲ့စိတ်မှန်တဲ့မြင့်ချမ်းရေးကိုရနိုင်မယ်လို့ကျမတို့ယုံကြည်တယ်အမြတ်တမီကျမပြရှင်လုပ်ငန်းစဉ်ကတော့ဒီကျမအတန်းတူမှုရဖို့အတွက်ဒီအမြတ်တမီချူတွေရဲ့မြပွားဆိုင်ရာကျမရေးနဲ့ဒီလိမ့်ပိုင်းဆိုင်ရာအခွင့်အရေးတွေ တရှိဖို့အတွက်အာဒီဗီဒီယိုလူထုတွေကိုပညာပေးရချင်းဖြစ်တယ်။ Twin ထဲမှာဆိုရင်တော့ဒီအရန်ဝေးလံခေါင်ပြတဲ့နေရာမှာကျွန်တော်တို့ဒီ data twin ကျွန်မရဲ့ software တွေများနဲ့အတူပူးပေါင်းပြီးတော့လုပ်ဆောင်နေကြတယ်ရှိတယ်။ကျမကတော့တည်င်းပြန်ကြားရေးနဲ့မတန်တင်ဌာနမှာအလုံးလုံးနေပါတယ်။အရေးကြီးတဲ့ဌာနလို့လည်းပြောလို့ရတယ်ပေါ့နော်။ ဌာနရဲ့တာဝန်တွေကတော့တတိယအချက်လက်ကောက်ယူစုဆောင်တဲ့မှတ်တမ်းတင်ရတာတွေလုပ်တယ်ပြီးရင်စီယုံရေးလုပ်ငန်းတွေပညာပေးရေးလုပ်ငန်းတွေကိုကျွန်မတို့လှုပ်ဆောင်တယ်ဒီလုပ်ငန်းတွေကိုကျွန်မတို့ရေဒီယိုအပါဝင်ဒီဆိုရှယ်မီဒီယာအသုံးပြုပြီးတော့မှကျွန်မတို့လှုပ်ဆောင်နေတယ် WLP တစုံလုံးရဲ့စီယုံလုံးဆောင်ရေးလုပ်ငန်းတွေအတွက်ဒီ media action တွေ advocacy action တွေမှာ အဲကျမတို့စွမ်းကလည်းတောက်လျှောက်ပါဝင်လာတာတွေရှိတယ်ပါဝင်ခဲ့တယ်ကျမအနေနဲ့တော့ဒီစွမ်းထဲမှာဒီဌာနမှာအလုပ်လုပ်လာတာငါနှစ်ကျော်ပြီပေါ့နော်အမျိုးသမီးတွေဆူဆူဝါဝါကြုံတွေ့ရတဲ့အတွေ့အကြုံတွေကြားသိရတိုင်းစိတ်ကောင်းဖြစ်ရတယ်ပေါ့ဒါပေမဲ့လည်းဒီတရားမျှတမှုတွေရရှိဖို့အတွက်ဒီနိုင်ငံရဲ့ခြေနေတွေပုံပုံကောင်းမွန်လာဖို့အတွက်အစွမ်း ကျွန်မတတ်နိုင်တဲ့ဖက် ကျွန်မတတ်နိုင်တဲ့လမ်းကနေကျွန်မဆက်ပြီးတော့မှလှုပ်ဆောင်သွားမယ်25နှစ်တခြားကျွန်မတို့လှူဆောင်ခဲ့တဲ့အထဲမှဆိုရင်တော့အမြင်မှုတွေအများရှိတယ်လို့ဒီစိန်ခေါ်မှုတွေလည်းအများရင်ဆိုင်ခဲ့ရတယ်။ဥပမာဆိုရင်ဒီရှမ်းအမျိုးသားရေးအာဝါဒနဲ့ဒီအခွင့်အရေးရဲ့အခြေခံတဘောတရားကြားထဲမှာပေါ့နော်။ဆွမ်ကဒီဟန်ချက်မီအောင်အမ်ကြိုးစားနေရတာတွေရှိတယ်ပေါ့။ တော့ဒီလုံခြုံရေးအပိုင်းမှာဆိုရင်အများတူမှာရင်ဆိုင်နေရတဲ့စိုးရင်ချက်တွေရှိတယ်ပေါ့နော်ဒီတွားရေးလိုက်ရေးမာတွေရောဆက်တွေရေးအဲနေရာမှာတွေရောလုံခြုံရေးရကကြတော့အစဉ်ခေါ်မှုကြီးကြီးမားမားတစ်ခုဖြစ်တယ်ပေါ့ဘဝရဲ့ဖွဲ့စည်းပုံကအများအားဖြင့်ပြောတာကတော့ power sharing ပေါ့နော်ဆိုတော့ team ကနေပြီးတော့အတူတကွာ ဆုံးဖြတ်တာတွေအတူတကွဆွေးနွေးပြီးတော့မှဆုံးဖြတ်တာတွေအဲ့လိုမျိုးပုံစံပေါ့လေနော်ဆိုတော့ဖွဲ့စည်းပုံရဲ့အားသာချက်ကတကယ်လို့ကိုယ်မှဟိုအတွေ့အကြုံမရှိဘဲနဲ့အဖွဲ့စည်းထဲလာတယ်ဆိုရင်လည်းအချင်းချင်းဟိုဆွမ်းရည်မြင့်တင်တယ်လို့ဖြစ်တယ်ဆိုတော့ empowering ဆိုတာလေနော်ဟိုသူများကိုဆွမ်းရည်မြင့်တင်လေလေကိုယ့်ရဲ့ဟိုဆွမ်းရည်ကလည်းမြင့်တင်လာလေလေဆိုတာလည်းပို့ပြီးတော့နားလည်လာတယ် လူတွေများလာတဲ့ပုံမှာမူတည်ပြီးတော့ဒီ program coordinator ကနေသူက management team ဆိုပြီးတော့တတလွာလူမျိုးပုံစံပြန်ဖြစ်လာတာပေါ့เนาะဆိုတော့ management team ဖြစ်လာပြီမဲ့လည်းဒီဟိုဟာဗာလဲဆွေးနွေးတိုင်ပင်တဲ့နေရာမှာအတူတကွဆုံးဖြတ်တဲ့နေရာမှာတော့ဟိုဟာဗာလဲမမပပျောက်သေးဘူးပေါ့เนาะ ဆောင်းကဘယ်လိုလုပ်ပေါ့နော်တကူရဲ့ဘီနဲ့ဆက်ဆက်လာနေဆိုတော့အောက်က99ခုဒီဇင်ဘာလမှာကျင်ပါမယ်ဒီမျိုးသမီးညနာဆုံးကြီးအစည်းအဝေးပေါ့နော်ဆိုတော့အဲ့ဒီညနာဆုံးကြီးအစည်းအဝေးအတွက်ကိုကဒီဆောင်းအနေနဲ့ဒီပြည်မြောက်ရေးကော်မတီထဲမှာပါတယ်ဆောင်းအနေနဲ့ပြင်ဆင်လာလည်းရှိတယ် တော့ကိုကလည်းပဲအဖွဲ့စည်းတစ်ခုအနေနဲ့ကိုယ်စလဲတွေလွှတ်ရမယ်ပြီးလို့ရှိရင်ဟိုပြန်စဉ်းစားရတာပေါ့နော်ပြီးခဲ့တဲ့နှစ်ကဘလို့ရအချိန်တွေရှိခဲ့လဲဘာတွေဆွေးနွေးခဲ့လဲနောက်ပြမဘလို့ရွေချက်တွေရှိတယ်လဲဆိုတာကိုဒီတခြားပေါ့နော်ပါဝင်ပတ်သက်ခဲ့တဲ့အဖွဲ့တွေကိုမြင်များခဲ့တာရှိတယ်အစင်းနေပြီးတော့မှအဲ့ဒီလိုမျိုးအစုစည်းထားတဲ့စဉ်းစားမှုတွေစုစည်းထားတဲ့အကြံဉာဏ်တွေနဲ့အတူအာဒီဒုတိယအကြိမ် ညနာဆုံးဒီစီဗီကိုသွားခြင်းလေဆိုတဲ့သဘောနဲ့သွားဆူဆူလိုက်တာပေါ့ကို့အနေနဲ့တော့အဲ့ဒါကလုံးဝလိုအပ်ချက်ပေါ့နော်လိုအပ်တယ်လိုအဲ့ဒါမှလည်းပဲကိုတွေကဟိုဆူဆူမှုတစ်ခုတိတိကျကျပေါ့နော်ရတယ်ရမယ်ပေါ့နော်စွမ်းမှ7နှစ်7နှစ်လောက်လောက်တော်ဝင်အတတီမှာပေါ့နော်လုပ်ငန်းစဉ်အတတီမှာကျမလှုပ်ဆောင်ခဲ့တယ်။ဒီ WLP မှာလည်းဒီ Political Empowerment Program ပေါ့နော်။အဲ့ဒီနိုင်ငံရေးစွမ်းရည်မြင့်တင်ရေး လုပ်ငန်းစဉ်မှာကျွန်မဒီ2014ခုနှစ်မှာစတင်ပြီးတော့မှဝင်ရောက်ပူဆောင်ပေးတယ်ကျမတို့ဒီရန်ကုန်မြို့ကြီးပေါ်မှာပေါ့နော်အဖွဲ့ဝင်ဖွဲ့စည်းကလာတဲ့အမျိုးသမီးကောင်းဆောင်တွေ16ရောက်ပေါ့အဲ့ဒါကိုကျမတို့6လကြာတင်တန်းအအောင်အောင်မြင်မြင်ပေါ့နော်ဖွင့်လှစ်နိုင်ခဲ့တယ်လုံလုံခြုံခြုံနဲ့အောင်အောင်မြင်မြင်လို့ပြောရမှာပေါ့နော်အဲ့ချိန်လုံးကလည်းနိုင်ငံရေးလည်းအရန်ကြီးလည်းပွင့်လာတော့မဟုတ်သေးပေါ့နော်ဒါပေမဲ့ဒီလိုအောင်အောင်မြင်မြင်လှုပ်ဆောင်နိုင်ခဲ့တယ်ဆိုတာကလည်းဒီကျမတို့ဒီအခြေဆက်တွေအများကြီးလောက်ရတယ်ပေါ့နော်ဒီ မြန်မာနိုင်ငံထဲမှာရှိတဲ့အဖွဲ့အစည်းတွေအမျိုးသမီးအဖွဲ့အစည်းတွေနိုင်ငံရေးအဖွဲ့အစည်းတွေပေါ့နော်လုံတွင်းမှာလှောက်ရှားနေတဲ့ဝန်ထမ်းတွေနဲ့ပေါ့နော်ပူးပေါင်းပြီးတော့မှအတီတင်တန်းကိုအောင်အောင်မြင်မြင်နဲ့လှောက်ဆောင်နိုင်ခဲ့တယ်လို့ရှာလူခွင့်ရမနိုင်နဲ့ဒီအစွမ်းကပေါ့နော်အတူတူတွဲပြီးထုတ်လိုက်တဲ့မတင်းချင်းခွင့်လိုက်စင်ပေါ့နော် license to rake ဆိုတဲ့အစီအကံသာဒီတော်တော်လေးကိုပြန်သွားရပေါ့နော်ဒါနိုင်ငံတကာအကြည့်ဒါထူပေါက်နိုင်ငံတယ်လို့ပြောရမှာပေါ့နော်အဲ့ဒီဒီနိုင်ငံတကာအဆင့်အထိဒ ာကိုကအဲဒီကိုယ့်ရဲ့အခြေအနေတွေကိုတင်ပြဖို့ကလိုအပ်တယ်နော်ဆိုတော့အရင်ကဆိုရင်တော့ဒီမြန်မာနိုင်ငံရဲ့ဒီဒီစစ်အစိုးရဆက်ဆက်ကဒီလူခွင့်ရေးချုပ်ဖောက်မှုတွေကိုအမျိုးမျိုးချုပ်ဖောက်ခဲ့တယ်အဲ့ဒီအဲမှာမှဒီမတင်းစစ်မှုကိုလက်နက်တပွဲပေါ့နော်ဒီတုံးခဲ့တာကတော့ပဒါပထမဆုံးတစ်ခေါက်ပေါ့လေနိုင်ငံတကာကိုတင်ပြနိုင်ခဲ့တာအဲ့ဒါတော်တော်လေးအရေးကြီးတယ်။ဟိုကလည်းကိုယ့်ရဲ့တောင်းပန်ရတတိကျကျဟိုရနိုင်တဲ့ပဲ့တည်တည် ရှိထားတာပေါ့နော်အခုစမှာပဲရှိထားတာအဲ့လိုမျိုးလေးနဲ့ဟိုတင်ပြနိုင်ခဲ့တာပေါ့ဆိုတော့အဲ့တော့အတိအမှတ်ဖြုတ်ခံရတယ်လို့ပြောရမှာပေါ့နော်စမြေသမီးအခွင့်အရေးတွေဟိုလှုပ်ရှားနေတဲ့အအဖွဲ့အနေနဲ့လည်းဒီမှာဖြူခံရတာရှိတယ်။နောက်တစ်ချိန်တည်းမှာလည်းပဲဒီ squad နဲ့ဒီတပူဝဲဘီနဲ့အတူပေါ့နော်။စုရတာပေါ့နော်။ Peter Group of Foundation ကနေပြီးတော့မှပေးရတဲ့ဒီစုရခဲ့တာရှိတယ်။ CEO နှုတ်ဆိုရေးတွေအားလုံးတိုင်း အမြဲတမ်းဒီကိုတွေ့ကြရတဲ့ဒီအမျိုးသမီးတွေเนาะရှင်တိုင်းခဲ့တဲ့အမျိုးသမီးတွေကိုတော်တော်တတိတတိရတယ်ဆိုတော့သူတို့ကတတိရနေလေကိုကပုံပြုံးမှဒီအလုပ်တွေဆက်လုပ်နိုင်ဖို့ပေါ့เนาะဒီ advocacy တွေစီအောင်လုပ်ဆောင်မှုတွေလုပ်ဖို့အားတန်နေလေဖြစ်တာလေ